လွန်ခဲ့တဲ့18နှစ်2008ခုနှစ်မေလမှာမြို့တော်တဲ့နေပြည်တော်မှာရှိတဲ့ခန္ဓာလာတဲ့ရုံငန်းကြီးတွေမှာစစ်ဗိုလ်ချုပ်ကြီးတွေဟာ၎င်းတို့ကိုယ်တိုင်စိတ်တိုင်းကြရေးဆွဲထားတဲ့ဖွဲ့စည်းပုံခြေကံဥပဒေကိုအတည်ပြုပြတ်ထန်းနိုင်မှုအသင့်ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ဘင်ယူယူသူတွေလို့အများကတမုတ်ကြတဲ့စစ်ဗိုလ်ချုပ်ကြီးတွေဟာ၎င်းတို့ရုံးဆိုင်မဲ့နေရာကိုနေပြည်တော်လို့ပင်အမည်ပေးခဲ့ပြီး2005ခုနှစ်မှာရန်ကုန်ကနေပြောင်းရွှေ့သွားခဲ့ပါတယ်။ တစ်လွင်ခန်းနာနေမဲ့၃နှစ်သားသာ ရှိသေးတဲ့မြို့တော်သေးရောက်စစ်ဘုတ်ချုပ်တွေဟာမကြခင်မှာပြည်သူတသိန်းကျော်တေဆုံတော့မဲ့မုံတိုင်းအရေးကိုဂယူဆိုင်ထက်တွက်ကြမှာမဟုတ်ပါဘူးတရင်စားတွေရဲ့မျက်နှာဖုံးကြောပုံအတွင်းဆာမျက်နှာတွေမှာ ဆောင်းမာတရင်အရီတအာဘောစတဲ့စလုံးမဲကြီးတွေကိုတုံးပြီးတော့အခြေခံဥပဒေအတီးပြူရေးကိုသာလှိုင်လှိုင်ကြီးဝါရဖြန့်နေခဲ့ပါတယ် 2008ခုနှစ် AB တလာလုံးထုတ်ဝေခဲ့တဲ့မြမလင်းနဲ့ကြေးမုံသတင်းစာတွေကိုမြမနှောင်းကပြန်လည်လေ့လာရမှာဖွဲ့စည်းပုံအတည်ပြုရေးထောက်ခံမဲ့ပေးရေးနဲ့ပတ်သက်တဲ့ဝါဒဖြန့်ရေးသားချက်90ရာခိုင်နှုန်းနဲ့အထက်ဖော်ပြခဲ့တာကိုတွေ့ရပါတယ်။ဒါပေမဲ့မုံတိုင်းသတိပေးချက်ဒါမှမဟုတ်မိုးလေဝသခံမှန်းချက်တွေကိုဖော်ပြရမှာတော့တလေမကွဲပက်လေကိုလငယ်ဖြစ်တာဖော်ပြခဲ့ပြီးရာခိုင်နှုန်းအပြင်1ရာခိုင်နှုန်းအောက်သာရှိတာကိုတွေ့ရပါတယ်။ နာဂေမုံတိုင်းတက်ခတ်တော်မယ်တပတ်ခန့်လို့အီဗီလာ23ရက်နေ့ထုတ်သတင်းစာမှာမန္တလေးနဲ့နေပြည်တော်မှာတာယာပြီးရန်ကုန်မှာတိမ်အသင့်တင့်ရှိမယ်လို့ထုတ်ပြန်ခဲ့ပါတယ်။မုံတိုင်းတိုက်ဖို့ရက်ပိုင်းလိုမှာမိုးသည်လေပြင်းချမယ်ဒီတိုင်တုံးမှာတနအီကိုမိုင်40မှ45မိုင်အတွင်းသာရှိမယ်လို့ထုတ်ပြန်ခဲ့ပါတယ်။အီဗီလာ30ရက်နေ့နဲ့မေလ10ရက်နေ့တွေမှာလဲမုံတိုင်းဟာပိုအားကောင်းမလာပဲမိုးသည်လေပြင်းချမယ်ဒီတိုင်တုံးတနအီကို မိုင်40မှ45မိုင်သာရှိမယ်လို့၎င်းတို့ရဲ့သတင်းစာမှာဖော်ပြခဲ့ပါတယ်။ဒါပေမဲ့မေဂန်ရေတက်ရေချောင်းခမိုင်းဌာနပစိဖိတ်သမုတ်တရားဟာဝိုင်ကျွန်းမှာခြေစိုက်ထားတဲ့တိုင်ဖုန်းမုန်တိုင်း3 base scan JDWC တို့ရဲ့2008ခုနှစ်တွင်နှစ်ပတ်လည်စင်ခန်းသားမှာနာဂေးမုန်တိုင်းနဲ့ပတ်သက်ပြီးအချိန်ချင်း3ပေးခဲ့တဲ့အကြောင်းဖော်ပြထားပါတယ်။ အဲ့ဒီစင်ခန်းသားမှာဘင်္ဂလားပင်လယ်အော်တွင်အီဗီလာ25ရာနှစ်မှာမုန်တိုင်းငယ်စတင်ဖြစ်ပေါ်နေတဲ့ကြောင်း JDWC ကအတိပေးခဲ့ပါတယ်။အဲ့ဒီနောက် AB 26ရာနှစ်မှာမုန်တိုင်းအဆင့်သို့ပူပြောင်းသွားကြောင်းထက်မှန်သတိပေးထုတ်ပြန်ထားပါတယ်။အီဗီလာ29ရာနှစ်မှာပထမဆုံးမုန်တိုင်းသတိပေးချက်ကိုထက်မှန်ထုတ်ပြန်ခဲ့ပြီး ARE တိုင်းမြေပကျွန်းပေါ်ဒေသသို့ဥတီနေတဲ့ကြောင်း JDWC ကဖော်ပြပါတယ်။ JDWC ဟာ ABL 25ရင်းကနေမုံတိုင်းတိုက်ခတ်ပြီးချိန်မေလ3ရက်နေ့မွန်လယ်ပိုင်းထိစုစုပေါင်းတရိပ်ပေးထုတ်ပြန်ချက်25ချိန်ထုတ်ပြန်ခဲ့တယ်လို့အဲ့ဒီအစင်ခန်းသားမှာဖော်ပြထားပါတယ်။နိုင်ငံတကာမိုးလေဝသပညာရှင်တွေနဲ့ဖွဲ့စည်းထားတဲ့ JDWC ကတပတ်ကြိုတင်ပြီးမုံတိုင်းခြေနေတွေထုတ်ပြန်ခဲ့ပြီးတော့အချိန်ချိန်တရိပ်ပေးနေခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီချိန်ကနိုင်ငံတော်အေဂျင့်တာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီနာအဖစစ်အစိုးရသတင်းစာတွေမှာတော့ မုံတိုင်းနဲ့ပတ်သက်ပြီးမိုးသက်လေပြင်းလို့သာတုံတုံထားပြီးတော့ဖွဲ့စည်းပုံခြေခံဥပဒေထောက်ခံရေးဝါဒဖြန့်လှိမ့်လုံးတွေသာလွှမ်းမိုးထားခဲ့တာကိုတွေ့မြင်ရပါတယ်။ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်လေရှိတဲ့မုံတိုင်းတွေကိုအိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်၊မော်တိုင်း၊မြန်မာ၊အိုမန်၊ပါကစ္စတန်၊ထိုင်းနဲ့သီရိလင်္ကာနိုင်ငံတွေကလက်ချနာမည်ပေးရပြီးအိန္ဒိယမိုးလေဝသဌာနကမုံတိုင်းနာမည်ကိုအတည်ပြုထုတ်ပြန်ပေးရပါတယ်။ 2008ခုနှစ်တွင်ဖြစ်ပေါ်တဲ့မုံတိုင်းတွေအတွေ့အလဲကျနာမည်ပေးရတဲ့နိုင်ငံဟာပါကစ္စတန်ဖြစ်ပါတယ်။မုံတိုင်းနာမည်ကိုနုညံ့တဲ့ပန်းဝင်လေးလို့ထိပ်ပေရတဲ့ Nagis လို့ပါကစ္စတန်နိုင်ငံကသတ်မှတ်ခဲ့ပါတယ်။ Nagis ဟာမေလနှစ်ရက်နေ့ညဦးပိုင်းမှာ Airbri တိုင်းမြေဝကျွန်းပေါ်ဒေသလက်ပတ်တာဘူကလေးမြို့တွေကိုစတင်ဝင်ရောက်ခဲ့ပြီးနာမည်နဲ့မလိုက်ဖက်အောင်ပင်လူအများပြားကိုတည်ဆုံစေခဲ့ပါတယ်။ သေဆုံးသွားတဲ့လူပေါင်းတသိန်းကျော်ထဲမှာအေအဝီတိုင်းလက်ပတ်တာမြို့နယ်ကမတ်ရွှေစင်ရဲ့ဖခင်လေးပါဝင်သွားခဲ့ပါတယ်ဖခင်ဖြစ်သူဟာရေဒီယိုနားထောင်လေးရှိသူဖြစ်ပေမဲ့လည်းစစ်တပ်ထိန်းချုပ်ထားတဲ့အဲ့ဒီချိန်က မီဒီယာတွေမှာမုံတိုင်းသတိပေးဖော်ပြချက်နဲ့အတိပေးချက်မရှိသလောက်အားနည်းခဲ့တာကြောင့်လူပေါင်းများစွာသေဆုံးခဲ့ရတာဖြစ်တယ်လို့မတ်ရွှေစင်ကယူဆထားပါတယ်ရွာတဲကလူတွေအကုန်လုံးကသိတယ်မုံတိုင်းလာမှသိတယ်ဒါပေမဲ့တာမန်နေလို့ပဲ အရင်ကြီးတော့သတိမထားမိဘူးလို့သူက ပြန်ပြောင်းပြောပြပါတယ်။ဒနီမိုးကိုဖောက်ထွက်ပြီးတော့အိမ်ထဲကိုအုံးသီးတွေကြွေကြလာမှသာမရွှေစင်တို့အသည့်ဝင်လာပါတယ်။ရေကရိပ်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 တက်လာတာ ကြည်နေရင်စကားပြောနေရင်နဲ့ချက်ချင်းခြေတလုံးယောက်လာတာတားဖားတွေကအဲ့ဒီချိန်ကျမှအိမ်ထဲကနေထွက်လာတာလို့မရွှေစင်ကပြောပြပါတယ်။ညမောင်မောင်မှာတဲကြီးမဲကြီးရွာနေတဲ့မိုးဆက်မိုးပေါက်တွေကြားမရွှေစင်တို့ခုနားเสียရှာခဲ့ပါတယ် ရွာရှိဘက်အဆောက်အဦတခုမှာဖားခင်မောင်လေးနဲ့မရွှေစင်တို့ဝင်ရောက်ခူလုံကြပါတယ်။ဒါပေမဲ့မိုးကပိုသေးထန်လာပြီးပိုတန်လာတဲ့ရေစီးကြောင်းတွေကြောင့်အဲ့ဒီအဆောက်အဦပြိုကျပျက်စီးတံကိုကျရပြီးရေစီးနဲ့တူထပ်မံမျောပါသွားတယ်လို့မရွှေစင်ကပြောပြပါတယ်။ဝုန်းဆိုပြီးအဆောက်အဦပြိုတာကိုထင်တာပေါ့နော်တကယ်တမ်းကမှန်းပြီးပြောရတာမောင်မောင်မဲမဲဆိုတော့ဘာမှမသိဘူး။အဲ့လိုပြိုတော့ကျမကခုံမော်ကနေရေထဲကိုကျသွားတာ။ အနောက်ကနေဘာကြီးပြီမှန်းလည်းမသိဘူးအဲ့ဒီမှာကျမကယုံထွက်တာအဲ့ဒါနဲ့အတင်းယုံထွက်တော့ကျမကလွတ်သွားတယ်လို့မရွှေစင်ကဆိုပါတယ်ပေါင်းချင်းတရားခန်းရှိတဲ့မရွှေစင်ဟာစက်ကူတည့်ရွက်လို့မျောပါသွားပြီးတော့ရွာမှာရှိတဲ့ဈေးကန်အဆောက်အဦစီကိုထပ်မံရောက်ရှိသွားပါတယ်အဲ့ဒီအဆောက်အဦကနေမှလူတစ်ယောက်ကလှမ်းဆွဲပြီးကယ်ဆယ်လိုက်တာကြောင့်မရွှေစင်တက်တာရရသွားတာဖြစ်ပါတယ်လျှက်စီးတစ်ချက်တစ်ချက်လက်ရင်မြင်ရတယ် အဲ့ဒီချိန်မှာကျမကပြတင်းပေါင်းဘောင်ကိုလှမ်းဆွယ်လိုက်သူကလည်းလှမ်းဆွယ်လိုက်တော့စေကန်းနဲ့ရောက်သွားတာလို့မရွှေစင်ကပြောပါတယ်စေကန်းမှာလည်းမုံတိုင်းခုံလုံးသူတရားကန်းရှိနေပါတယ်နနဲ့မိုးလင်းလူချိန်စေကန်းနဲ့မင်းချင်းဆိုင်စာကြီးတိုင်းမှာ မောင်ဖြစ်သူကိုမရွှေစင်ပြန်တွေ့ရပါတယ်ဒါပေမဲ့ဖခင်ဖြစ်သူကိုတော့ဒီတသက်ပြန်မတွေ့ရတော့ပါဘူးဘေးပတ်ဝန်းကျင်အရင်မောင်သားရဲ့ခေါ်မကြအောင်မကြမိုးတန်လေးတန်နဲ့ဆိုတော့ ူသားသမီးတွေဒီအောင်ပြီးသွားလာဆိုပြီးသူလိုက်ရှာတဲ့ခါမှာနောက်ထပ်အဆောက်အဦပြူတာကိုတတိမထားမိပဲအသက်ဆုံးရှုံးရတာထင်တယ်လို့ဖခင်ဖြစ်သူသိဆုံးသွားပုံကိုမှန်းဆပြောပါတယ်။2008ခုနှစ်မေလထုတ်မြမလင်းကြေးမုံသတင်းစာတွေကိုမြမနောင်းကပြန်လည်လေ့လာရမှာလူသေဆုံးမှုရေအတွက်ကိုမေလ23ရက်နေ့မှာစတင်ဖော်ပြခဲ့ပြီး3000ကျော်သေဆုံးတယ်လို့ဆိုပါတယ်။ အဲ့ဒီနောက်တနေ့ကိုတည်ဆုံးသူရေတွဲတပေါင်းခန့်ထတ်တိုးဖော်ပြခဲ့ပြီးမေလ18ရက်နေ့ထုတ်သတင်းစာမှာတော့လူပေါင်း89,938ဦးတည်ဆုံးတယ်လို့နောက်ဆုံးဖော်ပြခဲ့ပါတယ်။အဲ့ဒီနောက်ဇွန်လ24ရက်နေ့မှာနာဖာဒုတိယနိုင်ငံချိုင်းဝန်ကြီးဦးကျော်သူနဲ့ကုလဖွဲ့စည်းတွေနိုင်ငံပေါင်းစုံမှတန်မတ်တွေအာဆီယံခေါင်းဆောင်တွေတွေ့ဆုံရမှာ14,539ဦးတည်ဆုံး93,836ဦးပျောက်ဆုံးနေတယ်လို့ပြောဆိုခဲ့ပါတယ်။ အဲ့ဒါကြောင့်နာကဲမုံတိုင်းကြောင့် ARD တိုင်းနဲ့ရန်ကုန်တိုင်းတို့မှာလူပေါင်း338383ဦးသေဆုံးခဲ့တယ်လို့သတင်းဌာနများပြားနဲ့ကုလဖွဲ့စည်းတွေကသတ်မှတ်ခဲ့ကြပါတယ်။အဲဒီလိုလူပေါင်း340000နီးပါးသေဆုံးခဲ့ရတဲ့ဖြစ်ရမှာ နာဖစစ်ဆိုးရဟာပြပအကူအညီတွေဝင်ရောက်ကူညီခွင့်ကိုနှစ်ပတ်ကြာတဲ့အထိခွင့်မပြုခဲ့တာကြောင့်အချိန်ချင်းညှိနှိုင်းခဲ့ရတယ်လို့မြန်မာနိုင်ငံဆိုင်ရာပြည်ထောင်စုတမ်းမကြီး Mark Kenny ကပြောပါတယ်။ ကဲဆဲဝင်နှန်းတွေစေလွတ်ဖို့စတင်ကြိုးစားခဲ့ကြတယ်။ဒါပေမဲ့အဲ့ဒီမှာပဲသူတို့အတားဆီးတွေစတင်ကြုံတွေ့ရတယ်။နားဖဆိုးရဖွဲ့ကငွေကိုလိုချင်တယ်။အဲ့ဒီအကူအညီတွေကိုလိုချင်တယ်။ဒါပေမဲ့ပြည်ပအကူအညီပြည်တွင်းကိုဝင်လာတာကိုတော့မလိုချင်ဘူးလို့သူကမြန်မာနောင်းကိုပြောပါတယ်။ဗြိတိန်နိုင်ငံမှာအကူအညီတွေပေးနိုင်မှုအဲ့ဒီချိန်ကဗြိတိန်ဝန်ကြီးချုပ် Gordon Brown ကိုတိုင်နားဖကြီးကဘူဂျုံမူကြီးတန်းရွှေထံစာသုံးချိန်ရေးသားတောင်းဆိုခဲ့ရတယ်လို့ ်မာကန်နီကပြောပါတယ်ပြည်ပကွန်ကြီးတွေဝင်ရောက်ခွင့်ပြုဖို့အဲ့ဒီချိန်ကကုလသမဂ္ဂထွေထွေတွင်းမှုချုပ်ဘန်ကီမွန်အာဆီယံနိုင်ငံတွေကခေါင်းဆောင်တွေကအလားတူဆက်သွယ်ပြောဆိုခဲ့ရတယ်လို့လည်းသူကဆိုပါတယ်နောက်ဆုံးမှာတော့နိုင်ငံတကာဖိအားတွေကြောင့်စစ်ကောင်းဆောင်ကပြည်ပအကူအညီတွေကိုခွင့်ပြုပေးခဲ့ပြီးမယ်လေရင်တွေမြမလေပိုင်နဲ့တွင်စင်ကွင်းရမရစိုးရင်ခဲ့ရတဲ့အခြေအနေဖြစ်ခဲ့တယ်လို့လဲမတ်ကန်နီကပြောပါတယ် ဗြိတိန်ကစေးလေရင်တွေကိုကြိုဖို့ကျွန်တော်လေစိတ်ကိုသွားခဲ့ရတာမှတ်မိတယ်။ဘာလို့လဲဆိုတော့သူတို့စင်ခွင့်ရမလားမရဘူးလားဆိုတာမသိကြဘူး။သိတဲ့အတိုင်းပဲလေစိတ်မှာကျွန်တော်ရှိနေခြင်းကလေမော်မှာပါလာတဲ့ပစ္စည်းတွေအောက်ရောက်ဖို့အနည်းဆုံးကူညီနိုင်မယ်လို့မက်ကန်နီကပြောပါတယ်။ဗြိတိန်ဟာလေဘေးတွေစတာလင်ပေါင်း45သန်းကူညီခဲ့ပါတယ်။နိုင်ငံကအကူအညီတွေဝင်ဝင်ပြုဖို့စစ်ကောင်းဆောင်တွေတုံ့ဆိုင်နေခဲ့တဲ့ကြောင်းအဲ့ဒီချိန်ကမြန်မာနိုင်ငံဆိုင်ရာအမေရိကန်တန်ယုံတာဝန်ခံ ရှာရီဗီလာရိုဆာကလည်းပြောပါတယ်စစ်တပ်ကပြင်ပကူညီတွေကိုဝင်ဝင်ပြုဖို့တုံ့ဆိုင်နေခဲ့ပါတယ်စစ်ဆိုးရနဲ့ပတ်သက်ပြီးပြဿနာချို့ရှိခဲ့ပေမဲ့ရေပုံရအားဖြင့်တဘာဝဘေးအန္တရာယ်ဖြစ်တဲ့အခါနိုင်ငံရေးကွဲပြားမှုကိုဘေးဖယ်ထားပြီးဘေးအန္တရာယ်ကိုကင်တွယ်ကြပါတယ်ဘာလို့လဲဆိုတော့ဒါကအစိုးရကိုကူညီတာမဟုတ်ဘဲပြည်သူတွေကိုကူညီတာဖြစ်လို့ပါလို့သူကမြန်မာနောင်းကို ပြောပါတယ်အမေရိကန်ကလည်းမုန်တိုင်းသိမ်းပြည်သူတွေအတွက်ဒေါ်လာ၄၈ဒသမ နှစ်၄၅တန်းကူညီထောက်ပံ့ခဲ့ပါတယ်။အဲ့ဒီချိန်ကစစ်ကောင်းဆောင်တွေကဝန်ကြီးချုပ်ဗိုလ်ချုပ်သိန်းစိန်နဲ့၎င်းလက်အောက်ရှိဗိုလ်ချုပ်တစုနာခဲ့တန်ခံခဲ့ရတဲ့ ARD တိုင်းသူတွားရောက်ကြီးရှုပ်ပြီးရိတ်ခါဖြန့်ဝေပေးနေပုံကိုအဲ့ချိန်ကသတင်းစာတွေမှာတွေ့ရပါတယ်။နှစ်ဘက်ကျော်ကြာမှသာနိုင်ငံတကာအကူအညီတွေဖြန့်ဝေပေးတာဖြစ်တဲ့ကြောင်းသတင်းစာမှတ်တမ်းတွေရသိရပါတယ်။အဲ့ဒီကာလမှာတန်းနေချီတဲ့နာခဲ့တန်ခံပြည်သူတွေဟာ ။အိုးအိမ်မဲ့စားရမဲ့ဖြစ်နေပြီးလောင်းငားတဲ့ထောက်ပံ့မှုတွေမရခဲ့ကြဘူးလို့နာခဲ့ကြောင်ဖခင်ကို ဆုံးရှုံးလိုက်ရတဲ့မရွှေစင်ကပြောပါတယ်။အလူရှင်နေလာတာကျမတို့ဆိုတာကလက်မခံခဲ့ဘူး။အဲ့ဒီချိန်မှာကျမတို့ကစားရမရှိဘူး။အုံးရီတောက်နေရတဲ့ချိန်အလောင်းကောင်တွေအပုတ်တွေကြားထဲမှာနေပြီးတော့စားရမရှိဆန်တွေပြန်တွေ့ရင်ဆန်တွေကပုတ်နေအဲ့ဒါတွေကိုစကားနဲ့စစ်ပြီးစားရတာလို့မရွှေစင်ကဆိုပါတယ်။ အဲ့ဒီလိုပြည်သူတွေဒုက္ခပင်လေဝေးနေချိန်မှာတောင်းစစ်ဘုတ်ချုပ်တွေရဲ့လွဲမားတဲ့ဝါဒဖြန့်မှုတွေကိုသတင်းစာတွေမှာဆက်တွေ့ရပါတယ်။ကလောင်အောင်နဲ့ဖော်ပြခဲ့တဲ့အဆောင်မတွေမှာနာဂေလေဘေးကိုခုတုံးလုပ်ပြီးနိုင်ငံရေးမှာအသုံးချဖို့ကြိုးပမ်းနေသူတွေရှိတဲ့အကြောင်းဆွတ်ဆွဲခဲ့ပါတယ်။အလူရှင်ပြည်သူတွေထဲမှာလည်းသေယောသားယောစေတနာရှင်တွေ ရှိတယ်လို့နိုင်ငံရေးပေဩကဝင်ပြီးမဟုတ်မဟက်လှုပ်ဆက်ခင်းကျင်တဲ့အချက်နဲ့လှူဒန်းနေတဲ့သူတွေလည်းပါမှာပါလို့ကျော်ရဲမင်းဆိုသူက 2008ခုနှစ်မေလ28ရက်နေ့ထုတ်ကြေမုံသတင်းစာမှာရေးသားခဲ့ပါတယ်။အဲ့ဒီချိန်ကမြို့သားဒီမိုကရေစီဖွဲ့ချုပ် NND ပါတီဝင်တွေရဲ့လှူဒန်းမှုဟာမရိုးဖြောင်မဲနိုင်ငံရေးအရာအမျက်ထုတ်ဖို့ကြိုးပမ်းကြောင်းစူပူမှုတွေဖြစ်အောင်သွေးထိုးလှုံ့ဆော်ကြောင်းလည်း၎င်းကဆွဆွဲခဲ့ပါတယ်။အခုလက်ရှိစစ်ကောင်စီရဲ့ပြည်ပဆိုင်ရာပူပေါင်းဆောင်ရွက်ရေးဝင်ကြီးဖြစ်နေတဲ့ဦးကိုကိုလိုင်ဟာလည်းနာခဲ့ကြောင်းတစ်ပင်တွေပြိုလဲကျသွားတာကိုမြင်ကွင်းရှင်းသွားတာကြောင့်ကျေးဇူးတင်ရတယ်လို့ မေလ29ရက်နေ့ထုတ်ကြေးမုံသတင်းစာမှာရေးသားခဲ့ပါတယ်။မြင်ကွင်းရှင်းသွားတာကြောင့်အိမ်ဝင်ရနာကနေလမ်းမျောကြည့်လိုက်ရင် ရွှေရောင်တဝင်းဝင်းနဲ့ရှီတကုံဖျားကြီးကိုအထက်ပြည့်စင်နာထီဖူးမျောခွင့်ရခဲ့သည်။အရင်ကညအခါဆလိုက်မီးအောင်ဖြင့်သာမြင်ရပြီးကံကောင်းမှစိတ်မှုတော်ကိုမြင်ကွင်းရခဲ့ရာကနေနာခဲ့ကျေးသူကြောင့်မပင်မရပဲဖျားဖူးရပေသည်လို့လိုင်အောင်ကလောင်မီနဲ့သူကရေးသားခဲ့ပါတယ်။ လူရှင်တွေရဲ့ချောကလက်မစားပေမဲ့လည်း ERV သားတို့ကိုအားကိုကိုရှင်တန်းနိုင်တယ်လို့လဲဝါဒဖြန့်ခဲ့ပါတယ်။မြေဝကျုံးပေါ်မှာရှိတဲ့ချောင်းတွေမြောင်းတွေမှာလူသေးလောင်းတွေနဲ့ပြန့်ကျဲနေသည့်တိုင်အောင်အဲ့ဒီချောင်းတွေမြောင်းတွေမှာငားရှာဖားရှာစားနိုင်တယ်လို့ဥကိုကိုလိုင်ကရေးသားခဲ့ပါတယ်။လေချားမြောင်းချားမှာစောင်းအုပ်ခနွက်ပက်ကွန်ပြစ်လိုက်ုံနဲ့ပရိုတိန်းဓာတ်ပြည့်ပါတဲ့ငားတွေဟင်းစားရနိုင်တယ်။ငပိရေကျုံမှာငပင်တော်မီးုံထက်ပြီး လဲဆက်မှာလေးကြပေါက်နေတဲ့မှုနဲ့တူကညွတ်ထီကယုံစားတဲ့ဟင်းသီးဟင်းရက်တွေကိုလက်လက်ဆက်ဆက်ခုပြီးတော့တို့မြို့စားလို့ရနိုင်တယ်လို့၎င်းကရေးသားခဲ့ပါတယ်။လူသေးလောင်းနေတဲ့တုတ်တန်တစားပြင်ဖြစ်နေတဲ့လေကွင်းတွေကြားဘသူကငါးရှာဖားရှာထွက်နိုင်မှာပါလဲ။အဲ့ဒီချိန်ကလေကွင်းတွေချောင်းတွေမှာအယောင်မဲမဲခင်းအောင်လက်ကရခြေကရဖောင်းဖောင်းကကလောင်းတွေကိုမြင်တွေ့ကြရတယ်လို့မရွှေစင်ကပြောပြပါတယ်။ လေခွေးတွေထဲမှာဆိုအပြည့်ပဲဟိုနားတယောက်ဒီနားတယောက်ခါးတွေလည်းကိုင်းနေတယ်လက်တွေလည်းကျိုးနေတာရှိတယ်။ချောင်းထဲမှာကျမတို့မော်တော်သွားတဲ့ခါကျတော့ထိုးဝါနဲ့ဖယ်ရတယ်လို့သူကပြောပြပါတယ်။အဲ့ဒီချိန်ကအစိုးရစီကနေဘာကူညီမှမရခဲ့ဘူးလို့လည်း၎င်းကဆိုပါတယ်။ကိုဘာသာကိုလောက်ရတာရွာလန်းကိုပြန်ဖို့ရတယ်ပင်တွေရှင်းရတယ်ပို့ဆောင်နန်းနေတဲ့အကောင်တွေကိုမြင့်မြုပ်ရတယ်လူတွေတွေတွေးဆန်တွေကိုလည်းဖယ်ရှားရတယ် ရှင်းလင်းရေးကတဖြည်းဖြည်းလုပ်ရတာနှိမ့်နဲ့တောင်ခြိတယ်လို့ပြောလို့ရတယ်။ပြီးရင်ချောင်းနေမြောင်းနေရှာစားနေကြလူတွေရှာမစားရတော့ဘူးလို့သူကပြောပြပါတယ်။ဘ ෝජ ုံမူကြီးတန်းရွှေဟာနာခဲ့ဖြစ်ပြီးရက်ပေါင်း20နီးပါးကြာမှသာရန်ကုန်ပသိမ်တို့ကိုတောရောက်ခဲ့တဲ့ကြောင်းအဲ့ဒီအချိန်ကသတင်းစာတွေမှာဖော်ပြခဲ့ပါတယ်။ဘ ෝජ ုံမူကြီးဟာမုံတိုင်းကြောက်ရောက်တာနဲ့တပြိုင်နက်လေးဘေးတင်ဒေသတွေကိုလာရောက်ဖို့ရည်ရွယ်ခဲ့တဲ့အကြောင်း ဒါပေမဲ့လည်းအရှင်ုံနဲ့ဆောင်ရွက်နေတဲ့ကေဆေးလုပ်ငန်းတွေကိုထောက်ထားပြီးလုပ်ငန်းတွေနိုင်နေတဲ့အချိန်ရောက်မှလာရောက်နိုင်ခြင်းဖြစ်တဲ့အကြောင်းအဲ့ဒီအချိန်ကစစ်ကောင်းဆောင်တူဦးဖြစ်တဲ့ဘူချုပ်ကြီးတူရရွှေမန်းပြောဆိုခဲ့တာကိုမေလ22ရက်နေ့ထုတ်ကြေးမုံသတင်းစာမှာတွေ့ရပါတယ်မြန်မာနိုင်ငံတမိုင်းမှာစိုးဝါဆုံးသောတဘာဝဘေးအန္တရာယ်ကြီးတစ်ခုဖြစ်ပြီးပျက်စီးဆုံးရှုံးမှုတန်ဖိုးအမေရိကန်ဒေါ်လာ10ဘီလီယံကျော်ရှိတဲ့တိုင်အောင် နားဖဆစ်ဆိုးရဟာလေးဘေးသင့်ပြည်သူတွေကို ရိတ်ခါနဲ့ယာယီတဲတွေထောက်ပံ့တာကလွယ်လို့ပြန်လဲထူထောင်ရေးလုပ်ငန်းတွေအတွက်ပြင်ဆင်မှုအားနည်းခဲ့တာကိုအဲ့ဒီချိန်ကသတင်းစာတွေမှာပြန်လဲလေ့လာကြည့်ရင်တွေ့ရနိုင်ပါတယ်။နာဖာဦးစားပေးလှုပ်ဆောင်ခဲ့တာကတော့ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုရေးလူထုဆန္ဒခံယူပွဲကျင်းပရေးအတွက်သာဖြစ်ပါတယ်။နာဖာထင်ကျုပ်ထားတဲ့သတင်းစာတွေမှာလည်းဖွဲ့စည်းပုံအခြေခံဥပဒေကိုထောက်ခံမဲ့ပေးကြဖို့အကြီးကျယ်ဝါဒဖြန့်လှုံ့ဆော်ခဲ့တာကိုတွေ့ရပါတယ်။ နာခဲ့ဖြစ်ပြီး6ရက်ကြာမှာပြည်လုံးကျွတ်ဆန္ဒခံယူပွဲဆက်လုပ်မယ်လို့ကြေညာခဲ့ပါတယ်။မေလ10ရက်နေ့မှာဆန္ဒခံယူပွဲဆက်လုပ်ခဲ့တာကြောင့်နောက်မှာ2008ဖွဲ့စည်းပုံခြေခံဥပဒေကိုနာခဲ့ခြေခံဥပဒေလို့အများပြားကတမုတ်ခဲ့ကြပါတယ်။ဘူဂျုံမူကြီးတန်းရွှေဟာမေလ10ရက်နေ့မှာ၎င်းရဲ့လက်ထောက်တွေနဲ့တူအခြေခံဥပဒေအတည်ပြုရေးမဲပေးခဲ့တာကိုလည်းတွေ့ရပါတယ်။နာဖာစစ်ဆိုးရဟာနာခဲ့ပြန်လဲထူထောင်ရေးထက် ခြေခံဥပဒေအတည်ပြုရေးကိုသာလုံးမန်းနေခဲ့တာလို့အဲ့ဒီချိန်ကမြန်မာနိုင်ငံဆိုင်ရာပြည်ထောင်သံမကြီးမတ်ကန်နီကဝေဖန်ခဲ့ပါတယ်အဲ့ဒီချိန်မှာအစိုးရကဖွဲ့သိပုံခြေခံဥပဒေဆိုင်ရာလူထုစာနာခရင်ဝက်တွေပြင်ဆင်မှုတွေပေါ်ပေါ်ပါပါပဲဆက်လုပ်နေခဲ့တယ်ပြီးတဲ့အချိန်မှာဒါကအတော်လေးကိုအံ့ဩစရာကောင်းခဲ့ပါတယ်ဒါကြောင့်နိုင်ငံတကာကူညီတွေဝင်ရောက်ဖို့လုပ်ငန်းစဉ်ကအရန်နှေးကွေးခဲ့တယ်လို့သူကမြန်မာနောင်းကိုပြောပါတယ် နာဖစစ်ဆိုးရဟာ၎င်းတို့ရေးဆွဲထားတဲ့ခြေခံဥပဒေကိုပြည်သူ60နှစ်ရာခိုင်နှုန်းကထောက်ခံတဲ့ကြောင်းဝါဒဖြန့်ခဲ့ကြပါတယ်။အဲ့ဒီကာလကမြန်မာနိုင်ငံဆိုင်ရာအမေရိကန်တန်ယုံယာယီတာဝန်ခံရှာရီဘီလာရူဆာကတော့ဆန္ဒခရင်ဝက်လုပ်ရဲ့ဟာမတမာမှုနဲ့အိဗယ်မရှိတဲ့လုပ်ရဲလို့မြန်မာနောင်းကိုပြောပါတယ်။ဒါကပြည်သူတွေလိုချင်တဲ့အရာမဟုတ်ပါဘူး။ဒါကအမှန်တရားမဟုတ်ဘူးဆိုတာလူတိုင်းသိကြပါတယ်။စစ်တပ်ကလုံးစုံထိန်းချုပ်မဲ့ဖွဲ့စည်းပုံခြေခံဥပဒေပါအချက်တွေကို ြည်သူအားလုံးကမလို့ချင်ပါဘူးလို့ရှာရီဗီလာရူဆာကပြောပါတယ်ဆန္ဒခံယူပွဲလုပ်ပြီးတဲ့နောက်မှာတော့စစ်ကောင်းဆောင်တွေဟာနာခဲမှာတည်ဆုံသွားသူတွေအတွက်ဝန်ထဲချင်းကာလ3ရက်တက်မှတ်ကြောင်းမေလ20ရက်နေ့ထုတ်သတင်းစာတွေမှာကြီးညာခဲ့တာကိုလည်းတွေ့ရပါတယ်နာခဲနဲ့တူမွေးဖွားလာတဲ့2008ဖွဲ့စည်းပုံခြေခံဥပဒေဟာစစ်တပ်ကိုလုတ်ပိုင်ခွင့်များစွာပေးထားပြီးတော့2020ခုနှစ်မှာလည်းစစ်တပ်ကအာဏာသိမ်းတာ တိုင်းပြည်တပီလုံးကိုစစ်ပွဲမုံနိုင်နေစတင်ဆွဲသွင်းခဲ့ပါတယ်။အခုအာနာရှင်လက်သက်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဟာလည်း၎င်းရဲ့လက်ဦးဆရာတွေရဲ့လမ်းစဉ်အတိုင်းပြီးခဲ့တဲ့မက်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငွေကြီးနောက်ပိုင်းပြည်လဲထူထောင်ရေးလုပ်ငန်းတွေလှုပ်ဖို့ထက်ရွေးကော်ပွဲတစ်ခုစိတ်ကြိုက်စီစဉ်ကျင်းပပြီးနိုင်ငံရေးထွက်ပေါက်ရှာဖို့ကိုသာပြင်ဆင်နေပါတယ်။လာမယ့်ဒီဇင်ဘာလနဲ့2026ခုနှစ်နှစ်ဦးပိုင်းမှာရွေးကော်ပွဲလုပ်မယ်လို့၎င်းကအီဗီလာ30ရက်နေ့ မြန်မာနိုင်ငံစစ်မှုတန်းဟောင်းအဖွဲ့အထူးညီလာခံမှာထပ်မံပြောဆိုခဲ့ပါတယ်။ဒီရွေးကောက်ပွဲဟာလည်း၂008ဖွဲ့စည်းပုံခြေကံဥပဒေဆန္ဒခံယူပွဲလိုပဲယုံကြည်ပွဲမရှိဘူးလို့ရှာရီဗီလာရူဆာကပြောပါတယ်။အပြည့်စည်းတွေကိုကိုထူကိုထရှင်းလင်းနေရပြီးဘာကူညီမှမပေးတဲ့စစ်တရက်လောက်ရက်ကိုကြည့်မယ်ဆိုရင်တိုင်းပြည်ပေါ်ထားတဲ့စေတနာကိုသိနိုင်တယ်လို့ဗီလာရူဆာကပြောပါတယ်။ပမာန်ရတားတွေကလူတွေကိုကယ်ဖို့ပစ္စည်းတွေဖယ်ရှားဖို့ကြိုးစားနေကြတယ် ဒါပေမဲ့ TV မှာတော့စစ်သားတွေဘာမှမလုပ်ဖဲမတည့်ရက်နေကြတာပဲသူတို့ကအကူအညီဖို့တောင်းမကြိုးစားကြဘူးဒီချင်းတွေကစစ်တပ်ဟာပြည်သူကို ကူညီဖို့မရှိဘူးဆိုတာအတီးပြုတ်လိုက်တာပဲလို့ Villa Rosa ကဆိုပါတယ်ခြေကံဥပဒေမှာစစ်တပ်ကိုနိုင်ငံရေးမှာဥဆောင်ခွင့်ရွေးကောက်ခံမှုတဲ့စစ်သားတွေလွှတ်တော်တွင်လူလျောက်ဝင်ရောက်နေရာယူခွင့်အခြေမရွေးလက်နက်ပြအာဏာသိမ်းနိုင်ခွင့်နေပေးထားပါတယ် ဒီအခြေခံဥပဒေကိုစစ်ကောင်းဆောင်ကဖက်တွယ်ကရွေးကောက်ပွဲလုပ်မယ်။ပြီးရင်စစ်တပ်ကိုအနာဂတ်မြန်မာနိုင်ငံရေးမှာဆက်လက်ရှင်သန်နိုင်မှုရွေးကောက်ပွဲလမ်းကိုဖောက်နေတာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီလမ်းဟာနာဂတ်မုံတိုင်းလိုပဲပြည်သူတွေရဲ့အသက်အိုးအိမ်တွေကိုဖျက်ဆီးပြီးတိုင်းပြည်ကိုအဆိုးတန်းများတဲ့သို့တွန်းပို့မဲ့လမ်းဖြစ်နေနိုင်တဲ့အကြောင်းသုံးသပ်တင်ပြလိုက်ရပါတယ်ခင်ဗျာ။